ဒီကနေ့မှဆိုရင်တော့ရခိုင်ပရင်တွေတုံးလုပ်ပြီးတော့တုံးဆွဲခဲ့ကြတဲ့ရှေးဟောင်းရခိုင်တင်ကားပြများအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာဒီနေ့ကျွန်တော်တို့တုံးဆွဲနေကြတဲ့ငွေဆက်ကူတွေမပေါ်ခင်ငွေတင်ကားနဲ့ကြေးတင်ကားများကိုတုံးလုပ်ပြီးတော့အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေးအကျဆုံးတင်ကားပြတွေထဲမှာရခိုင်တင်ကားပြတွေလည်းပါဝင်လို့နေပါတယ်။ရခိုင်မှာတင်ကားပြားတွေကိုအတက်ပြားငွေကြေးဖြစ်ကိုမှအသုံးပြုဖို့အတွက်အချုပ်ချာအာဏာပိုင်ဆိုင်မှုကိုဖော်ညွှန်းဖို့နဲ့ ခရစ်တက်ဂရီ AD 400စုလောက်ကတည်းကစတင်ခန့်နှိမ်သုံးဆွဲလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒီခိုင်တင်ကများကိုအကြံအဖြစ်တော့နှမျိုးခွဲခြားနိုင်ပါတယ်။ပထမတစ်ခုကတော့စာရင်ထိုးတဲ့တင်ကနဲ့စာရင်မထိုးတဲ့တင်ကတွေပဲဖြစ်ပါတယ်။လေးရစုလောက်ကခက်နေထားတယ်လို့ယူဆရတဲ့ဒင်ကားတွေကစာတယ်မထိုးပါဘူး။ဒါပေမဲ့လည်း၎င်းမှာမင်္ဂလာနဲ့ပြည့်စုံတဲ့တရုတ်ခေါ်တဲ့ပုံတွေလည်းပါရှိပါသေးတယ်။၎င်းပုံများဟာဘရင်စနစ်နဲ့လျှောက်ပတ်ပြီးတော့တိုင်းပြည်သားရဝါပြောရေးကိုရည်ညွှန်းတဲ့ပုံတွေပဲဖြစ်ပါသေးတယ်။ ၎င်းတင်ကားပြားမှငွေတင်ကားပြားများဖြစ်ပြီးတော့အကြီးအသေးနှမျိုးလုံးကိုတွေ့ရှိရတတ်ပါတယ်။ AD 900စုကနေပြီးတော့တစ်ဆယ်ရာစုထိကိုမှအသုံးပြုခဲ့တဲ့ရခိုင်တင်ကားပြားတွေကအရှိဘက်မှာမင်းဆက်ရဲ့တစိမ့်တော်ဖြစ်တဲ့နွားလာဥတ္တပါနဲ့၎င်းရဲ့အထက်မှာတော့တွန်းလုံထုတ်လုပ်ထားတဲ့မင်းရဲ့အမည်ကိုပါရှိပါတယ်။အသုံးပြုခဲ့တဲ့အခရာတွေကတော့ပြမကြီးပွားအခရာတွေပဲဖြစ်ပါတယ်။ကျောဘက်မှာကနအူးတင်ကားပြားမှာပါရှိတဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့တရုတ်ဖော်ပုံတွေလည်းပါရှိလို့နေပါရင် ရခိုင်တင်ကားပြားတွေရဲ့ရှေ့ပိုင်းနဲ့ကြောဘက်မှာပါရှိတဲ့ပုံတွေက AD 900ကနေပြီးတော့1000အထိကိုနှစ်ပေါင်း900တန်အောင်လို့အသေးအဖွဲပြောင်းလဲခြင်းမှာပါထူးခဲစွာပြောင်းလဲခြင်းမရှိဘဲနဲ့တည်တက်နေခဲ့တယ်လို့ဆိုပါတယ်။၎င်းတင်ကားပြားတွေကလည်းငွေတင်ကားပြားများဖြစ်ပြီးတော့တကြံငါမူတမန်တမူအွေများဖြစ်ကုန်မှာအွေအစားမျိုးမျိုးကိုမှထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ထုတ်လုပ်ခဲ့တဲ့စီဒီကိုလိုက်ပြီးတော့၎င်းတင်ကားတွေကိုဝေဒါလီခေတ်တင်ကားပြားလို့လည်းခေါ်ဆိုပူကြပါတယ်။ ရခိုင်ဒင်္ဂါပြားတွေကအိန္ဒိယနိုင်ငံထုတ်ဒင်္ဂါပြားတွေနဲ့အခြေခံအပြင်တူညီတော်လဲကိုတစိတ်ကိုအမှတ်တာနဲ့ကိုယ့်အကူတွန်းလောင်းပြီးတော့ထုတ်လုပ်ထားကြောင်းကိုနှိုင်းရှင်ကြည်ကြင်အပြင်ထင်ရှားစွာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ရခိုင်ဒင်္ဂါပြားတွေမှာအစောဆုံးတွေ့ရတဲ့ဒင်္ဂါကတော့မင်္ဂလာလက္ခဏာပုံများဖြစ်တဲ့ဖြူတင်တစ်ဖက်တိရိဝိဆာလက္ခဏာတစ်ဖက်များပါရှိတဲ့ဒင်္ဂါတွေပဲဖြစ်ပါတယ်။သူတေတီဂျွန်စတင်ကသူပြုစုခဲ့တဲ့ Census Street Inscriptions of American South မှာ data ဖော်ပြထားပါတယ်။ ထို့တူပဲ David W. Madre ရေးသားထားတဲ့ Aquinas Arrogant from Salasau မှာလည်း1888ခုနှစ်မှာ Sandoway ခေါ်ဒွါရဝတီတန်တွဲမြို့မှာရရှိတဲ့ဂင်ကန်ရှစ်ပြားမှာ AD 400စုခန့်မှာဘရင်တပါးတွေမှတုံးလို့တုံးဆွဲထားခြင်းဖြစ်ပြီးတော့ယခုဗြိတိရှပြားတိုင်းမှာပြသထားကြောင်းလည်းဖော်ပြထားပါတယ်။ဝေဒါလီဒင်ကပြားနောက်မှာတော့အစောဆုံးတွေ့ရတဲ့ရခိုင်ဒင်ကမှာစူလမဟာဗရာစာဒင်ကပြားပဲဖြစ်ပါတယ်။ ဒီတင်ကမှစပြီးတော့မင်္ဂလာမှတ်တာလက္ခဏာများကမပါတော့တာပဲဖြစ်ပါတယ်။ရခိုင်ရာဇဝဲမှာ၎င်းအမြေခံတဲ့မင်းကိုရှာဖွေရနိုင်ဝေတာလီနှောင်းခေနာဆုံးမင်းရဲ့အမြေကိုသာတွေ့ရပါတယ်။၎င်းမင်းမှလည်းရာဇဝဲလိုရာဆူလာစန်ထရာမင်းမင်းပဲဖြစ်ပါတယ်။တကရစ်958 AD မှာတကောင်ပြည်တန်တွင်မြို့မှအပြန်မော်ဒင်ဆိုငကားရဲ့အငူမှာတင်းမော့ပြက်ပြီးတော့နှက်ရွာဆန်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဒင်ကားရဲ့အရှိတ်မှာဆူလမဟာယာစာဆိုပြီးတော့မြမအခရာဖြင့်ရေးထိုးထားခဲ့ပြီးတော့ကျောဘက်မှာနာဂရီအခရာဖြင့်ကိုရေးထိုးထားပါတယ်။ဒါပေမဲ့လက်တကရစ်ကိုရေးထိုးမထားပါဘူး။အဲဒီနောက်မှာတုံးလုံးတယ်လို့ထင်ရသမျှဒင်ကားတွေမှာလည်းလောင်ချက်ခေ1250-1404မင်းထီးပရင်လက်ထက်က၎င်းမင်းရဲ့ဦးကြီးတော်အမိနဲ့တက်ကရစ်ပါရေးထိုးထုတ်ဝေထားတဲ့ဒင်ကားပဲဖြစ်ပါတယ်။အရှိတ်မှာလည်းမြမအခရာနဲ့660နာရာဒီပတိဦးရီတော် မဟာနန္ဒဘာယဟူပြီးတော့ခန့်နှိပ်ထားပြီးတော့ကျောဘက်မှာလည်းမဂရီအခရာဖြင့်ကိုစခန့်နှိပ်ထားပါသေးတယ်။လောင်ကျက်ခေမှာနမဲအကျော်ကြားဆုံးမင်းမှာမင်းထီးပရင်ပဲဖြစ်ပါတယ်။လောင်ကျက်ခေရဲ့နောက်ဆုံးမင်းမှာတော့နရမိတ်လာခေါ်မင်းစောမွန်ပဲဖြစ်ပါတယ်။၎င်းမင်းကလည်းမင်းထီးပရင်ရဲ့မြစ်ပဲဖြစ်ပါတယ်။မင်းစောမင်းကလည်းမြောက်ဦးခေမင်းဆက်ရဲ့ပထမဦးဆုံးမင်းလည်းဖြစ်ပါတယ်။မြောက်ဦးမင်းဆက်ကခရစ်တက်ဂရက်နဲ့ AD 1430ကနေပြီးတော့1984ခုနှစ်ထိကိုမှနှစ်ပေါင်း254နှစ်ကြာရှည်ခဲ့ပြီးတော့ မြောက်ဦးမင်းဆက်ပေါင်း48ဆက်ကိုရှိခဲ့ပါတယ်။မြောက်ဦးမင်းဆက်ရဲ့နောက်ဆုံးမင်းမှာတော့မဟာတမတ်တရဆာလို့ခေါ်တဲ့အကောပုံညာဇောရဆာပဲဖြစ်ပါတယ်။မြောက်ဦးခေတ်တင်ကားပြားရီမှာတက်ကရစ်ရေးထိုးထားတော့လဲဖက်ရှုနိုင်ရန်၎င်းခေတ်ရဲ့ခဏများကိုတည်ဖို့ကလိုအပ်ပါတယ်။မြောက်ဦးခေတ်တင်ကားရီမှာအရွယ်အားစာဖြင့်နှစ်တဒမ8စင်တီမီတာကနေပြီးတော့3စင်တီမီတာအချင်းထိရှိပြီးတော့အလေးချိန်အားဖြင့်ဆိုရင်တော့10ဂရမ်ဝန်းကျင်မှာတစ်မျိုးနဲ့9တဒမ5ဂရမ်ဝန်းကျင်မှာတစ်မျိုးတွေ့ရတတ်ပါတယ် ကျက်ပြစ်တင်ကပြားရီမှာတော့အရွယ်အပြင်အချင်း3စင်တီမီတာကနေပြီးတော့အလေးချိန်10ဂရမ်အထိကိုပါရှိလိုနေပါသည်ရှေးခေတ်ရခိုင်တင်ကပြားရီကကြောက်စာပါမြေများရဲ့အမိများကိုအတိပြုပေးတည်တာမှာပံ့ပိုးမှုတွေလည်းပေးပါသည်ရခိုင်တမိုင်းအတွက်အဖို့မဖြတ်နိုင်တဲ့အထောက်အထားများကိုလည်းပေးပြီးတော့ယနေ့ထိတိုင်ကိုမှထင်ရှားနေစေပဲဖြစ်ပါသည်ပရိသတ်တို့ကရောအခုလိုမျိုးဒင်ကရီတွေမှာပထမဦးဆုံးပုံမပေါရောက်ခဲ့တဲ့ရခိုင်တင်ကပြားရီပုံမှာဘယ်လိုမျိုးထင်မြင်ချက်တွေများရှိကြပါတယ်လဲနော်ကွန်မန့်လေးမှာဖြည့်ပေးခဲ့ကြပါအောင်ခင်ဗျာ ကျွန်တော်တို့ရဲ့နှက်ဆက်မှုတွေကိုကြိုက်နှက်တတ်တယ်ဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ channel လေးကို like subscribe လေးတွေပြုလုပ်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ထပ် video တွေမှာပြန်လည်တွေ့ဆုံကြပါမယ်